မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မေအောင်လိုက်ပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုဂ္ဂိုလ်၁၆ဦးနဲ့အဖွဲ့အစည်း၂၂ခုကိုဥရောပသမ္မတကတန်ခတ်ပိတ်ဆို့အရေးယူမှု၂၀၂၆ခုနှစ်အပိနာတီထပ်မံတက်တန်းတူမြင့်နေကြောင်းတင်ဆက်ပေးပါမယ်။ စစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုတပ်ဖြတ်မှုတွေကြောင့်မင်းအောင်လှိုင်ပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုဂ္ဂိုလ်တရားချောင်းနဲ့အဖွဲ့အစည်း22ခုကိုတံခတ်ပိတ်ဆို့အရေးယူထားမှုကိုဥရောပသမဂ္ဂ EU က2026ခုနှစ်အေပီလအထိတက်တန်းတူးမြင့်လိုက်တယ်လို့တရားဝင်သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်2021ခုနှစ်ကလေးကချမှတ်လိုက်တဲ့ EU ရဲ့အရေးယူပိတ်ဆို့မှုတွေကိုနှစ်စဉ်တက်တန်တူလာခဲ့ရာအခု2025ခုနှစ်အပိလာမှာထပ်မံတက်တန်တူးမြင့်လိုက်ကြောင်းတန်ခတ်ပိတ်ဆို့အရေးယူမှုမှာ2026ခုနှစ်အပိလာထိတက်တန်တူးမြင့်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဥရောပသမဂ္ဂကအရေးယူထားတဲ့သူများမှာမင်းအောင်လိုင်းစစ်ကောင်စီဖွဲ့ဝင်များ၊ဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊တရားရေးရာဖွဲ့ဝင်များ၊မြန်မာစစ်တပ်ရဲ့ကြီးကြီးလီမန်ပူချုပ်များ၊စစ်တပ်ကိုထောက်ခံတဲ့ခရိုနီစီဝိုင်းတပါးများ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များရှန်ကုန်တိုင်းတွင်မှစစ်တပ်နှင့်ဆက်နွယ်တဲ့နိုင်ငံရေးသမားများနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအွန်လိုင်းငွေလင်ကိုင်းနှင့်ဆက်နွယ်သူများပါဝင်ကြောင်းသိပါရယ်စီးပွားရေးတန်ကပ်ပိတ်ဆိုအရေးယူထားတဲ့အဖွဲ့အစည်း22ခုမှစစ်ကောင်စီစစ်တပ်ပိုင်ကုမ္ပဏီများနိုင်ငံပိုင်နှင့်စစ်တပ်ထိန်းချုပ်ထားတဲ့ပုဂ္ဂလိကကုမ္ပဏီများကာကွယ်ရေးဝန်ကြီးဌာနမြန်မာစစ်တပ်ရဲ့ကြီးရည်လီတပ်များနေကြာဆောင်ရေးတပ်ဖွဲ့များပါဝင်ကြောင်းသိရပါရယ်ဥရောပသမဂ္ဂရဲ့တန်ကပ်ပိတ်ဆိုအရေးယူမှုမှာခီးတွန်းလာကွင်ပိတ်ပင်ခြင်း ပိတ်ဆိုင်မှုတွေကိုချိတ်ပိတ်ခြင်းစီးပွားရေးကူလူဆက်သွယ်ပေါင်းစည်းခွင့်တွေကိုပိတ်ပင်ခြင်းလက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်းအပါဝင်စီးပွားရေးနဲ့စည်ရင်းဆိုင်ရာပိတ်ပင်ခြင်းများဗီဇာပိတ်ခြင်းများငွေကြေးဆိုင်ရာပိတ်ပင်ခြင်းများပါဝင်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးစကိုင်းကလင်ချင်းကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှားပြက်စီးခဲ့တဲ့ကျောင်းသား6300ကျော်ကိုဂုံတိတ်ခါရှိစေဖို့အအောင်မပြီးပဲစာမေးပွဲပြန်ဖြေခိုင်းတယ်လို့စစ်ကောင်စီကပြောပြနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းကလင်ချင်းကြောင့်တက္ကသိုလ်ဝန်ထမ်းအဖြေလွှားများပြက်စီးခဲ့တဲ့ကျောင်းသား6300ကျော်ကိုဂုံတိတ်ခါရရှိစေဖို့အအောင်မပြီးပဲစီးပွားရေး စာမေးဝဲပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်းစစ်ကောင်စီက၎င်းရဲ့ဝါဒဖြန့်သတင်းစာတွေကနေတစင်ထုတ်ပြန်ပြောဆိုပါတယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝင်စာမေးဝဲအဖြေလွှာလေးသိန်းခန့်မိလောင်ပျက်စီးခဲ့ကြောင်းအဆိုပါအဖြေလွှာတွေမှာမန္တလေးနေပြည်တော်စကိုင်းမှာကချင်ပြည်နယ်တက္ကသိုလ်ဝင်တန်းចောင်းသားចောင်းသူများဖြေဆိုထားတဲ့အဖြေလွှာတွေဖြစ်ကြောင်းဒါကြောင့်ဖြေလွှာပျက်စီးခဲ့ရတဲ့ចောင်းသားចောင်းသူတွေကိုလာမည့်ဇွန်လ16ရက်ကစပြီးစာမေးဝဲပြန်လည်ဖြေဆိုခိုင်းဖို့စစ်ကောင်စီကကြေညာခဲ့ပါတယ်။ ဂုံတိခါရှိဖို့ဆိုတာကမန္တလေးငလင်ကျောင်းအကောင်အောင်ပြီးလိုက်တဲ့ဆိုပါစို့ဒါဆိုအကောင်အောင်ပြီးလိုက်တဲ့ခေတ်မှာအောင်လာကြတဲ့ကျောင်းသားကျောင်းသူတွေဆိုပြီးတချို့ကပြောလာကြမှာဖြစ်ပါတယ်ဒီလိုအပြောခံနိုင်ပါမလားဆိုတာကလည်းစဉ်းစားကြပါတယ်ဘာပဲပြောပြောကျောင်းသားကျောင်းသူတွေအားလုံးကကိုယ့်ရဲ့မမနာလေးတွေ ကြိုးစားအားထုတ်မှုလေးတွေကိုပြကျင်ကြတာဖြစ်ပါတယ်။ဒါကြောင့်ကုန်သိက္ခာရှိဖို့အတွက်စာမေးပွဲကိုပြန်လည်ကျင်းပခြင်းလည်းဖြစ်ပါတယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလီလာဆန်းဆဲကန်းဖြတ်ရင်ဦးစီဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာချောချောစိန်ကစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာရီမှာပြောဆိုပါတယ်။ဆွန်လအတွင်းပြန်လည်စစ်ဆေးမဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာចောင်းသားចောင်းသူ6300ကျော်ကိုပြန်လည်ဖြေစွာမှာဖြစ်ပြီးစာစစ်ဌာန200နီးပါးဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနပညာရေးသုတေသနစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီဌာနမှာခေတ္တ တညွန်ကြိုင်းမှုချုပ်ဒေါက်တာခင်တီတာကတော့တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်စစ်ဆေးခြင်းမှာတရားမျှတမှုအတွက်ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်းပြောဆိုပါရယ်စာမေးပွဲဖြည့်ဆိုပြီးအောင်မြင်မှုရခြင်းကကိုကိုကိုယုံကြည်မှုရရှိစေပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အခြားသူတွေအတွက်မျှတမှုကိုလှုပ်ဆောင်နိုင်စေမှာပဲဖြစ်တယ်လို့၎င်းကဆိုပါရယ်မန္တလေးမှာကျောင်းသားမိဘပြည်သူများကတော့တက္ကသိုလ်ဝင်စာမေးပွဲဖြည့်ဆိုခဲ့တဲ့အချိန်ကငနေလုတ်ခတ်ခြင်းမရှိလို့စိတ်အေးသက်သာစွာဖြည့်ဆိုနိုင်ခဲ့တော့လေတက္ကသိုလ်ဝင်တန်းပြန်လည်စစ်ဆေးရတဲ့အချိန်မှာတော့ငလင်တန်းကြောင့်အိမ်ပြိုစီးပွားပ ြန်မိသားစုဝင်များတည်ဆုံထားတာဖြစ်ကြောင်းဒါကြောင့်ចောင်းသားများအနေနဲ့လည်းမိဘများအနေနဲ့တော့၎င်းဆောင်မီးဘက်ကိုပြန်လည်ဖြည့်ဆို့ဖို့ကမလွယ်ကူကြောင်းသုံးသပ်ပြောဆိုပါတယ်။ ဒီအပြေလွှာတွေပြည့်စင်နေတာကတဘာဝဘီကြောင့်ဖြစ်တာចောင်းသားတွေမှာလည်းပြန်ဖြေရမယ့်တာဝန်မရှိဘူးအကုံအောင်ပြီးရင်တော့ဓာကြီးကိုစိတ်ပူစရာမလိုဘူးအခုငလင်းကြောင့်အလုံးဒုက္ခရောက်နေကြတယ်ဆိုတော့စိတ်အေးလက်အေးစာမီးဝဲဖြေနိုင်ဖို့ခက်ပါတယ်လို့မဟာအောင်မြင်မြို့နယ်မှာចောင်းသားမိဘတောင်းကတုံသက်ပြောဆိုပါတယ်ဆက်လက်ပြီးသခိုင်းငလင်းကြီးတလားပြည့်ခဲ့ပြီဖြစ်ပြီးမယ်ငလင်းတန်တဲ့ပြည်သူများထိရောက်တဲ့အကူအညီများမရပဲကိုတူကိုထားနဲ့သာရှင်တန်ရက်တီနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ပြင်အား9.8နဲ့လှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်း င်ကြီးတက်လာပြင်ခဲ့ပြီဖြစ်တော့လေငလင်တန်တင်ပြည်သူများထိရောက်တဲ့အကူအညီများမရပဲကိုတူကိုတာနဲ့သာရှင်တန်ရက်တီနေရာကြောင်းတည်င်းဌာနရဲ့ တရင်ဌာနကဆက်သွယ်မိမြန်ခဲ့တဲ့မန္တလေးဒေသခံပြည်သူ20ကဖြေဆိုခဲ့ပါရယ်မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်မန္တလေးနဲ့စကိုင်းမြို့မှာပျက်စီးမှုအများဆုံးမြို့နှစ်ခုမှာပါဝင်ခဲ့ပြီးတည်ဆုံးသူတွေလည်းများပြားခဲ့ကြောင်းမြို့နှစ်ခုလုံးမှာအိမ်ပြိုကျပျက်စီးမှုတွေများပြားခဲ့တဲ့အပြင်မပြိုကျတော့လည်းနေထိုင်လို့မရဖြစ်ခဲ့ရတဲ့နေအိမ်နဲ့အဆောက်အအုံများစွာရှိကြောင်းငလင်လောက်ခတ်မှုတလားပြည့်ခဲ့တော့လည်းလက်ရှိအချိန်ထိစကိုင်းနဲ့မန္တလေးမြို့နှစ်ခုစလုံးမှာပုံမှန်အခြေအနေကိုပြန်မရောက်နိုင်သေးပဲအပြည့်အစည်းအပြိုပြတ်များရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်းသိရပါ ပါရယ်စကမ်းမြို့ကတည်တည်လေးပြီမဲ့ငလင်းချောင်းပြက်စီးမှုကမြို့ပေါ်မှာဆိုရင်80ရာခိုင်နှုန်းသာနေအိမ်အဆောင်တွေထိခိုက်ပျို့ကြပါရယ်မပျို့ဘူးဆိုတဲ့အိမ်တွေလည်းရှိုင်းသွားတာဖောင်ဒေးရှင်းထိသွားတာတွေကြောင့်နေမရတော့ပါဘူးအိမ်အပျို့ပြက်တွေလည်းကိုယ့်အကိုပဲဖျက်ရပါရယ်ရှင်လင်းရင်ကိုယ်တိုင်ပဲလုပ်ရပါရယ်အခုညီဆိုလို့ငလင်းလုတ်တဲ့ချိန်တုန်းကရက်ကွက်ရုံကပေးတဲ့တောင်ရီတန်၅ကန်းခေါဆွဲကြောင်တုံးဆိုလာတမီအိမ်တကူထမင်းထုံ၅ရက်ရခဲ့ပါရယ်အဲ့ဒီနောက်ပိုင်းတော့ရက်ကွက်ရုံကအိမ်ပြူစင်းဆိုပြီးခဏခဏလောက်ောက်တဲ့စည်ရင်တာောက်တဲ့ဘာမှလည်းကိုညီ ီမပေးပါဘူးငွေရင်းချင်းရေးလည်းဘာအကူအညီမှမရပါဘူးအိမ်လည်းပြန်မဆောင်နိုင်ပါဘူးကံကောင်းတာကမိသားစုအားလုံးအဖိတ်စင်မရှိစိုးရဲရကောင်းလို့ပြောရမယ်လို့စကားမျိုးစရာကွက်တဲ့ရက်ကွက်မှာနေထိုင်ပြီးငလင်ကြောင်းနှစ်ထပ်တိုင်းပြူပြက်ခဲ့တဲ့အိမ်ပိုင်ရှင်တအုပ်ကဆိုပါတယ်မန္တလေးမှာလည်းစကိုင်းငလင်ကြီးကြောင်းနေအိမ်များထိခိုက်ပျက်စီးမှုများပြခဲ့ကငွေကြေးတက်နိုင်တဲ့စီးပွားရေးသမားတွေနဲ့လုပ်ငန်းရှင်များချမ်းသာကြွယ်ဝသူတွေမှမြို့ကိုစွန့်ခွာသွားကြပြီဖြစ်ကြောင်း ငလင်းကြီးလောက်ခတ်ခဲ့တာကတလကြာမြင့်တော့လဲအပြက်အစီးအပြူပြက်များရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်းအထူးသဖြင့်ငလင်းအပြူပြက်များမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများပါသွားခဲ့ကြောင်း မန္တလေးမှာလည်းသခိုင်းကလင်ကြီးကြောင့်နေအိမ်များထိခိုက်ပျက်စီးမှုများပြားခဲ့ကငွေကြေးတက်နိုင်တဲ့စီးပွားရေးသမားများနဲ့လုပ်ငန်းရှင်များချမ်းသာကြွယ်ဝသူများမှမြို့ကိုစွန့်ခွာသွားကြပြီဖြစ်ကြောင်းငလင်ကြီးလှုပ်ခတ်ခဲ့တာတလားကြာမြင့်တော်လဲအပြည့်အစည်အပြိုပြက်များရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်းအထူးသဖြင့်ငလင်အပြိုပြက်တွေမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများပါသွားခဲ့ကြောင်းကယ်ဆယ်ရေးနဲ့ရှင်းလင်းလုပ်ကိုင်တဲ့စစ်တပ်မိသက်နဲ့စီပင်တို့ကရှာဖွေတွေ့ရှိတဲ့ပစ္စည်းများကိုယူဆောင်ထားပြီးပြန်လည်ပေးဆောင်ခြင်းမရှိလို့ဆိုပါတယ် Sky Villa မှာမိသားစုရဲ့ပိုင်ဆိုင်မှုရတန နာရီနဲ့စိန်ကြောင်စိန်တွေမိတက်နဲ့စစ်တပ်ကတွေ့တော့ရက်ပိုင်းလောက်ကြာရင် ပိုင်ရှင်စီစစ်ပြီးပြန်ပြီးမယ်ထင်တာအခုတလပြည့်သွားတော့မိသားစုဝင်တွေရဲ့မှတ်ပုံတင်တကောင်စဉ် passport တွေပဲပြန်ပြီးနေရတနာစိန်နဲ့ကြောက်စိန်တွေပြတ်မပေးဘူးလိုက်ပြီးတော့လေဟွန်လွှဲချတင်လွှဲချဖြစ်နေတယ်အခုညီရဖို့နေနေတာတာကိုပိုင်နဲ့ပစ္စည်းတောင်ပြန်ပေးပါမလားစိုးရိမ်နေရတယ်မိသားစုတွေလည်းအချိန်မီမကယ်နိုင်ခဲ့လို့ဆုံးပါခဲ့ရပါတယ်အခုတခါမိသားစုပိုင်းတန်ဖိုးရှိရတနာတွေလည်းပြန်မရဘူးလို့ Sky Villa မှာမိသားစုဝင်တွေဆုံးပါခဲ့ပြီးရတနာများပေါ့ဆုံးခဲ့တဲ့အိမ်ပိုင်ရှင်တအုပ်ကပြောပါတယ် အလာဒူးစကိုင်းငလင်ကြီးလောက်ခတ်မှုကြောင့်လူဦးရေရာထီတည်ဆုံးခဲ့ရတဲ့အမရပူရာမျိုးနဲ့ဖုံအိုကျေးရွာမှာလည်းပြည်သူများမှအကူအညီများလိုအပ်နေကြောင်းငလင်လောက်ခတ်ခဲ့တဲ့အချိန်ကစာနယ်ရိပ်ကရှေးစေဝါများလာရောက်လှူဒန်းတော်လဲနောက်ပိုင်းမှာလူသူလည်းမရှိသလိုနေအိမ်များပြန်လည်တည်ဆောက်ရေးအပါအဝင်ပြန်လည်ထူထောင်ရေးအတွက်အလွန်အခက်ခဲဖြစ်နေကြောင်းသိရပါရယ်ငလင်လောက်ခတ်ခတ်ပြီးခြင်းကတော့လာကြတဲ့အများကြီးပဲရှေးစေဝါစာနယ်ရိပ်ကလာလူကြတဲ့ရွာဘောလုံးကွင်းထဲမှာတဲထိုးပြီးနေကြတာပေါ့အခုတော့အလူရှင်လည်းတိတ်မရှိရဘူးလူတွေကတော့ ပြိုပြက်သွားတဲ့နေရာတွေမှာပြန်နေရလဲရှိရဲတချို့လည်းတခြားနေရာတွေရွှေ့ပြောင်းကုန်ကြတယ်အကူညီကတော့ငလင်းလုံတုံးကစားစရာတောက်စရာကလွှင့်ရင်အခုထက်ထီတော့ဘာမှမရဘူးရွှေ့ပြင်တယ်လီရီလေးရလိုက်တာရှိရဲအစိုးဆုံးပြိုတာကဗလီမှာဝေပြုတဲ့ချေပြိုကြပြီးဆုံးကြတာပေါ့မိသားစုတွေမှာအိမ်အောင်ဦးစီအမျိုးသားတွေဆုံးသွားကြတာများတော့ပိုပြီးဒုက္ခရောက်တယ်လို့အမရပူရာမျိုးနဲ့ဘုံအိုကျေးရွာမှာကျေးရွာအုပ်ချုပ်ရေးဖွဲ့ဝင်တအုပ်ကရှင်းပြပါတယ်မန္တလေးမြို့မှလူငယ်တအုပ်ကတော့ငလင်းလုတ်ခတ်ပြီးရဲ့နောက်မန္တလေးမှာအလုတ်အကန်ရှာပါမှုနဲ့စီးပွားရေးလုပ်ငန်း ံများပြန်လည်လက်ပတ်နိုင်ခြင်းမရှိတဲ့အခြေအနေရှိတယ်လို့ပြောပါရယ်အလုပ်တွေရှာမရဘူးငကိုငလင်းမလုံးမိကအလုပ်အကိုင်းကုမ္ပဏီတွေလည်းတချို့သာပြန်ပြီးလက်ပတ်တယ်အများစုကမလဲပတ်နိုင်သေးဘူးဘာလို့လို့ဘာကန်ရမလဲမသိဘူးအလုပ်မရှိဝင်ဝင်မရှိတာအဆိုးဆုံးပဲပြန်လည်ထူထောင်ရေးအတွက်အလုပ်နဲ့ဝင်ဝင်ရေးကြီးပါတယ်လို့မန္တလေးမှာဈေးကုမ္ပဏီအယောင်မြင့်တင်ရင်လောက်ကိုင်းခဲ့သူလူငယ်ကဆိုပါတယ်စကိုင်းငလင်းကြီးလောက်ခတ်ပြီးဒီတိုင်းပြည်သူများပြန်လည်ထူထောင်ရေးခက်ခဲမှုတွေနဲ့တူရင်ဆိုင်နေရတဲ့အဓိကပြဿနာကစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုနဲ့ငလင်းထက်မှန်လောက်ခတ်မှ ားကိုစိုးရိမ်နဲ့စိတ်တညာဖြစ်ကြောင်းစကိုင်းနဲ့မန္တလေးမှာပြည်သူများအားလုံးတူညီစွာ ပြောဆိုကြပါရယ်။နောက်ဆက်တွင်ငလင်းတွေကလည်းခဏခဏလှုပ်တော့အိမ်ထဲဝင်မနေရဘူးအိမ်ထဲဝင်နေရင်ငလင်းလှုပ်ပြီးထပ်ဖြူကြမယ်လို့အမြဲတွေးနေရယ်။တိုက်တွေနာဖျက်ဆောင်ရင်လည်းငါအပေါ်ဖြူကြမယ်ဆိုတဲ့စိတ်မျိုးဖြစ်နေရယ်လို့စကိုင်းမြို့မှာဖုန်းရောင်းဆိုင်ရှင်ဖြူကြပျက်စီးခဲ့တဲ့စိုင်းပန်ရှင်တအုပ်ကပြောပါရယ်။မန္တလေးမှာအိုးဝေဆိုင်ကတက္ကစီဆွဲသူအမျိုးသားကြီးတအုပ်ကလည်းငလင်းထပ်မံလှုပ်ခတ်မှာကိုစိုးရိမ်ပြီးလူမှုကွန်ရက်တွေမှာမန္တလေးကငလင်းကျောမှာရှိနေ ရဲဆိုတဲ့ post တွေငလင်ကြီးထပ်မံလုတ်ခတ်မယ်ဆိုတဲ့ရှင်းသားချက်တွေကိုတွေ့တိုင်းနေအိမ်မပြန်လို့ကြောင်းပြောဆိုလိုပါတယ်။မလ28ရက်နေ့လုခတ်ခဲ့တဲ့စကိုင်းငလင်းစီကြောင့်မြန်မာနိုင်ငံမှာလူဦးရေ၄000နီးပါးသေဆုံးခဲ့ရကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်